မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ပြင်သစ်နိုင်ငံ electronic company ကထုတ်လုပ်တဲ့နာမည်ကျော် Arturia product တွေထဲမှာ Arturia Mini Fuse 4 USB C audio interface လေးကိုကျွန်တော် unboxing and review လေးလုပ်ပေးလိုက်ပါတယ်ခုမှ Arturia ထုတ်တဲ့ analog led keyboard plug in အဲကောင် intro ပါမယ်နောက် native instrument ထုတ်တဲ့ guitar rig 6L ပါမယ် Arturia ထုတ်တဲ့ကျွန်တော် mixing ဆွဲတဲ့ plug in တွေဖြစ်တဲ့ FX တွေ ပါမယ်ဒီကောင်ကတော့ကျွန်တော်မသုံးဘူးသူ splice ဆိုရဟာအဲ့ဒါပါမယ်နောက် abaddon live ကို live version ပါမယ် auto tune ultimate ကို3လ subscription ပါတယ်ဗောနော် ultimate ကို3လ free သုံးခွင့်ရဒါလေးကိုကျွန်တော် unboxing ချက်လုပ်လိုက်မယ်အတန်ဖန်းတာကတော့24192ဒီရမယ် ဒါသူ့ရဲ့ manual server လေးနဲ့ဒီဘက်မှာလက်ဆောင်ထည့်ပေးတဲ့ဒူရီယာရဲ့ plan ဒါတွေဒီ website မှာကျွန်တော် gmail နဲ့ register လုပ်ရမယ်လုပ်ပြီးဒီ plan လေးကို free download ရပေါက်ကလေးကိုခဏချထားမယ်ကျွန်တော်ပါပါလေးလေးကြည့်မယ် power adapter ပါမယ် ူက4 in 4ဖြစ်သွားတဲ့အတွက် power adapter ပါတယ်ကောင်းနေတဲ့မျိုးအပြားပါမယ်လို့လုံးနဲ့လည်းသုံးလို့ရမယ်လို့သုံးမိန်ကောင်းနဲ့လည်းသုံးလို့ရမယ်လို့အဆောင်လေးနဲ့လည်းသုံးလို့ရမယ်ဒါဒါမျိုးလေးဆိုသုံးမိန်ကောင်းလေးလာမလို့လာတာရှိလေးခုပါပဲဒီလေးခုဒီတက်တာမှာတက်ပြီးတော့ကိုကြိုက်တဲ့ခေါင်းနဲ့တက်ပြီးတော့သုံးလို့ရတယ် type c2 USB USB ကတော့ကွန်ပျူတာမှာချိတ်ဖို့စောင်းကတ်မှာချိတ်ဖို့တော့တိုက်စီပေါ့အဲဒါကျွန်တော်စောင်းကတ်လေးကိုချက်ပြမယ်အဖြူလဲလာတယ်အနက်လဲလာတယ်နှစ်ယောက်လာတယ်ပေါ့နော်ဒါအခုဝယ်တာကတော့အနက်ယောက်ဝယ်လို့ဆိုတော့အနက်ယောက်ကိုအောက်ပြီးအဲ့ဇယ်လာကွန်ဘိုနှစ်ပေါက်ပါမယ်ဒီမှာ48ဘို့ပါမယ်ဒီ48ဘို့ကဒီနှစ်ပေါက်အတွက် ကျွန်တော်ကွန်ဒစာမိုက်ပြီးတုံးတဲ့အချိန်မှာ leadership ကိုကျွေးဖို့ဒါမိုက်ရဲ့ number 1အပေါက်ရဲ့အတိုးကျဲဒီကောင်က number 2အပေါက်ရဲ့အတိုးကျဲကွန်ဒစာမိုက်လေးဆိုတော့ကျွန်တော် excel နဲ့ဝင်မယ်ဒါတို့ keyboard တို့ဆိုရင်တော့ jet နဲ့သွားမယ်နှစ်မျိုးလုံးသုံးလို့ရမိုက်ဒီဆိုရင်တော့ဒီမှာ excel ပေါ့ excel ကိုဒီမှာတက်လိုက်ပြီဆိုတက်စီပြီးတော့ excel နဲ့ကွန်ဒစာမိုက်တွေကိုသုံးမယ်ရိုးရိုးဒါတွေဆိုရင်တော့ဒီအလဲက ချက်ပေါက်မှာမိုနိုချက်တွေပုံပြီးသုံးလို့ရမယ် TRS တွေသုံးလို့ရမယ်ဒါကတော့ပင်မကျွန်တော် speaker အတိုးအကျယ်ခလုတ်ဖြစ်ပါတယ်ဒီဘက်ကတော့ headphone နှစ်ပေါက်ပါမယ် headphone ဒါ headphone 1ဒါ headphone 2အတိုးအကျယ်တွေဒီ input မှာပါတဲ့ဒီ guitar ပုံလေးနဲ့ဟာတော့သူက DI function ပါ high set function ပေါ့ဒီကောင်လေးကို on ပြီးတော့ guitar တီးမယ်ဆိုရင် guitar တီးတဲ့ခါမှာပါလာတဲ့တဲ့ noise stand တွေအားလုံးကိုတတ်ပေးမယ်ပြီး gain တွေလည်းတောင့်သွားမှာဖြစ်ပါတယ်နှစ်ပေါက်နှစ်ခုပါ နောက်ဖက်အနေနဲ့တော့ input 12ပါပါမယ်ဒီ input 12ကတော့သူ့အတွက် pre amp မပါပါဘူး။သူကတော့ pre amp ခံသုံးရမှာပေါ့။ pre amp သုံးမဟုတ် mixer အသေးတစ်ခုခံပြီးတော့ keyboard တို့ဒုတိယမျိုးတွေ guitar လို့ဒုတိယမျိုးတွေကို mixer မှာထိုးထိုးပြီးထွက်တဲ့ mixer ထွက်တဲ့ output နှစ်ခုဒီမှာထည့်ရအောင်။ဒီကောင်ကတော့ mono mono ထိုးလဲရတယ်။ DRS ထိုးလဲရတယ်။ mono ဆိုတော့2 pin ပေါ့နော်။နှစ်ချိုးပဲပါတဲ့ဟာ duo guitar ချက်ချိုးမျိုးလို့ချိုး။ TRS ကတော့၃မင်ကျိုးပါဒီလိုကျိုးမျိုးပါ TGO လို့လည်းပြောလို့ရတယ်၃မင်ပါတယ်အရစ်က၂ရစ်နဲ့သူကလည်းအဲ့လိုပဲ balance ကျိုးဖြစ်တယ်ဒီကောင်တွေက balance ဖြစ်တယ် balance ဖြစ်တဲ့အတွက်ဒီကောင်တွေနဲ့ထုံထွက်မယ်ဆိုရင်ကျိုးတွေက noise မပါလာအောင်တတ်ပြီးတယ်တန်ကိုပို့ပြီးတော့ gain ကိုကောင်းစေအတန်ကျဲတာမဟုတ်တော့ gain ကောင်းသွားတာပေါ့တောက်သွားတာဒါမျိုးကျိုးနဲ့နဲ့၂ချောင်းရည်ပြီးတော့ ဝင်လို့ရတယ်။ speaker output တော့ကတော့၄ဘောက်ပါမယ်။ speaker နှစ်စုံသုံးလို့ရမယ်ပေါ့နော်။ဟိုမှာကိုက HS5 လို့ speaker မျိုး Adan T5V လို့မျိုးအဲလို၅လမ်းမ speaker သုံးလား၈လမ်းမ speaker သုံးလားကြိုက်တဲ့ speaker သုံးပေါ့။နှစ်စုံသုံးလို့ရမယ်။ဒါကတော့ MIDI in out ဖြစ်တယ်။ MIDI in out နဲ့ကျွန်တော် MIDI device တွေချိန်သုံးလို့ရမယ်။ဒီဘက်မှာ USB hub နှစ်ဘောက်ပါတယ်။ဒီ USB hub နှစ်ဘောက်မှာလည်းကျွန်တော်တို့ USB နဲ့သုံးတဲ့ MIDI တွေ controller pad တွေ20ရဲ့ pad တွေပေါ့နော် Presonus Atom လို့နော် Arduino ပဲထုတ်တဲ့ Vista Pro လို့ ဲ့လိုမျိုးတွေခြားအများကြီးရှိပါတယ်ဥမာအကိုင်းကိုင်းမီနီ MIDI controller မှန်သမျှပေါ့နော် keyboard ပဲဖြစ်ဖြစ် MIDI controller keyboard ပဲဖြစ်ဖြစ်ပတ်ပဲဖြစ်ဖြစ် mixing console လုပ်တဲ့ဟာတွေပဲဖြစ်ဖြစ်အကုန်လုံးကိုနှစ်လိုင်းရပါတယ် mini fuse 1နဲ့2ကတော့တစ်ပေါက်ပဲပါတယ်ဒီ mini fuse 4ကတော့ half နှစ်ပေါက်ပါဒါကတော့သူ့ကို power ပေးဖို့အပေါက်ပါဒီမှာပါတဲ့ adapter နဲ့ချိန်သွင်းရမယ်ဒီကောင်ကတော့ type c ပေါ့သူ့မှာပါတဲ့ type c နဲ့ဒီမှာထိုးမယ်ကျွန်တော် ipad တို့ဘာလို့သုံးမယ်ဆိုရင် iphone နဲ့သုံးမယ်ဆိုရင် type c iPhone iPad ဆိုရင် Type C to Type C ကြိုးကောင်းကောင်းနဲ့ချိန်သုံးလို့ရတယ်ဈေးနှုန်းအဖြစ်က73တိန်းဝန်းကျင်မှာရှိပါတယ်ဒီခေတ်ကာလနဲ့ဆိုရင်တော့ဈေးများတယ်လို့တော့ပြောရခက်ပါတယ် quality အနေနဲ့ကတော့လက်ရှိသူ့ဈေးတန်းတူမှာရှိတဲ့အကောင်တွေကိုလုံးနဲ့ရှင်သုံးလို့ရတယ် quality ဘိုင်းကိုလုံးဝစိတ်ချရတယ်ပေးရတဲ့ငွေနဲ့တန်တယ်ဆိုတော့ feeling တော့လုံးဝခံစားရမှာ price to performance ပေါ့ဗျာအပြည့်ရပါလိမ့်မယ် body ကလည်း ကြစ်ကြစ်လေးလေးပဲတဲသွားတဲလာသုံးမယ်ဆိုရင်လည်းပေါ့ပေါ့ပါပါလေးပဲလေးပြူမှုမရှိဘူးကောင်းကောင်းသုံးလို့ရတယ်ဒီကောင်ကိုကျွန်တော် laptop နဲ့အချက်ချိတ်ပြတယ်ဒီ type c ပေါက်လေးမှာတက်လိုက်မယ်ပြီးွားရင်တော့ရဲ့ဒီဘက် type c ပေါက်မှာကျွန်တော်တက်လိုက်ตัว48ဘို့တွေပါလေသုံးမယ်ဆိုတော့မှသာဒီအဒက်တာသုံးဖို့လိုအပ်မဲ့သဘောရှိပါတယ်ကွန်ပျူတာနဲ့ကျွန်တော်ချိတ်ဆက်ပြီးတာနဲ့ကိုသူကပါဝါဝင်နေပါပြီသုံးလို့ရနေပါ ကျွန်တော်လက်တော့ရဲ့ setting နဲ့ကိုချက်သွားကြည့်မယ်တက်လိုက်တာနဲ့ကို mini choose ရဲ့ order လေးပွင့်လာပါတယ်ဒီမှာ तू click to dash တက်တက်ရဲ့ mini choose green ကြီးရပါတယ် click here to gas test ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်မြင်ရလားမသိဘူးဒီကောင်ကလေးလေးလေးဟိုရှေ့တိုးလိုက်တော့ Arturia ရဲ့ website ထဲကိုတန်းရောက်သွားပြီ welcome to mini tools installation ဆိုပြီးပေါ်လာတယ်ပေါ်မှာ start now လို့ပါတယ်အောက်မှာ online install mini tools control center and driver လို့ပါတယ်ဒီကောင်လေးကိုနှိပ်ပြီးတော့ mini tools controller center နဲ့ driver နဲ့ကိုသွင်းရမယ်ဒီကောင်ကျွန်တော်နှိပ်ကြည့်လိုက်မယ် are you sure ဆိုပြီးပေါ်တယ်ဒီမှာ download the mini tools control center ဆိုပြီးတော့ကျွန်တော်ဒေါင်းကြည့်လိုက်ဒီမှာဒီဒေါင်းနေပြီဒီရမ်းတော့မများပါဘူး41 megabyte ပဲရှိပါတယ် ဒီ drive UI ဆိုတော့ကျွန်တော်ဖိုလ်ဒါလေးကိုဖွင့်ကြည့်လိုက်မယ်။ show in folder ကိုဖွင့်လိုက်မယ်။ driver လေးပေါ်လာပြီ။ဒီကောင်လေးကိုကျွန်တော်နှစ်ချက်နှိပ်ပြီးတော့ install လုပ်ကြည့်လိုက်မယ်။ mini cruise control center yes ပဲနှိပ်လိုက်မယ်။ i accept that agreement ကျွန်တော် next ပဲနှိပ်သွားမယ်။ဒီမှာ mini cruise control center ရဲ့ mini cruise driver ရဲ့ဆိုပြီးပေါ်တယ်။ next နှိပ်မယ်။ next ပဲထပ်နှိပ်သွားမယ်။ create ရဲ့ desktop icon နဲ့ဒါလေးကိုအမှန်ချက်လိုက်မယ်။ဒါဆိုရင်ကျွန်တော်ဒီ job တင်လိုက်တဲ့ mini cruise control center က desktop ပေါ်မှာပေါ်နေအောင်လုပ်ပါ DNA install driver install လုပ်တာလေးကိုခဏစောင့်မိရမယ်ဒီ why instead mfcc ဆိုတာပေါ်တယ်အဲ့ဒါကောင်ပါလေတော့မနေဘူးအနှိပ်ကြည့်လိုက်ပါ instead mfcc finish နေရအောင်အာ mini control center driver ကိုတော့ကျွန်တော်ပြေးလိုက်ပါ။ There is currently no တဲ့ you need to connect to the computer တဲ့။ဘယ်နဲ့ထိထားရပါဘယ်နဲ့ no လိုက်တာပြ။မထိထားလို့ပဲဒီမှာ Arturia ရဲ့တစိုက်လေးမြည်လင်းနေပြီ။ဒီမှာ phone control တွေမြည်လင်းနေပြီ။ No device connected တဲ့ကျွန်တော် kait စီကိုပြန်ဖြုတ်လိုက်။ဖြုတ်ပြီးပြန်တက်ကြည့်လိုက်။အခုမှသူကတည်တက်တက်ဖြုတ်ပြီးတော့ပြန်တက်ရတယ်အဲ့ဒါမှ finish okay in order to complete installation ဆိုပြီးပေါ်လာတယ် okay နှိပ်လိုက်မယ်ဒါဆိုရင် mini fuse interface ပေါ်လာပြီဒီမှာ sample rate ကို4.1ဆိုပြီးတော့ပေါ်နေတယ်ဒီတန်းမှာသူက192ထိပန်းလို့ရတယ် mini fuse ရဲ့ input တွေကိုဒီမှာချိန်လို့ရတယ် input 3 4ချိန်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်စောင်းကတ်မှာမာမီလေးတွေကဒီနှစ်ကောင်ကနှစ်ချက်နှစ်ခုရဲ့အတိုးအကျအမှိတ်တုံးမိတ်တုံးဖြစ်နေတာကိုကလုံးဝညင်သွားပြီသူ့ရဲ့ driver ကိုသူကသိသွားပြီဒီမှာဆိုလဲဒါ guitar DI on လို့ရပြီ ဒီဘက်လည်း on လို့ရတယ်။ဒီမှာ48ဘို့လည်း on လို့ရတယ်။ လေးသရှိဖို့တော့တတိထားပါကွန်နဇာမိုက်မသုံးတဲ့အချိန်မှာဖိတ်ထားပါကွန်နဇာမိုက်သုံးမယ်ဆိုရင်လည်းဒီအိဇလာပေါက်တွေကိုအရင်ချိတ်ဆက်ပြီးတော့မှမိုက်မှာလည်းချိတ်ပြီးပြီးကျိုးတက်ပြီးပြီးဒီမှာလည်းကျိုးတက်ပြီးပြီးလုံးဝစိတ်ချပြီဆိုတော့မှဒီကောင်ကိုအုံပြီးတော့လေးသရှိဖို့အုံပြီးတော့အထန်ထားပါဖမ်းပြီးွားလာတဲ့ဒီကောင်ကို ပြန်ဖိတ်ပါအခုလိုနီနေတဲ့အချိန်မှာဒီအပေါက်တွေကလေးသရှိဖို့ထွက်နေပါတယ်အဲ့ဒါကိုကျွန်တော်တို့ကလေးသရှိဖို့ကြီးဖွင့်လာရတဲ့ဒီအိဇလာချက်တွေကိုအဖြုတ်ကတ်လုပ်မယ်ဆိုရင်အခက်မသိနိုင်ဒီကောင် short ဖြစ်ပြီးတော့ဒီစောင်းကတ်ပြည့်စည်သွား ်မှာပါအဲ့အတွက်48ဖို့တော့တတိထားသုံးပါ48ဖို့ကမရှိမဖြစ်လဲသုံးဝင်တယ်အန္တရာယ်လည်းများတယ်ပြန်တဲ့နေ့အရာတွေနေတော့ဒီဆောင်းကတ်တွေကပြုတ်ကျလဲဘာမှမဖြစ်ပါဘူးတောင်းတောင်းကင်ပောက်အောင်ပိန်လိန်သွားတာပဲရှိတယ်တောင်းတောင်းမပြတ်လို့ပါဘူးသတင်းချက်နှိမ့်လိုက်မယ် current version 1.1 latest version 101 upgrade from fine နဲ့ upgrade ပဲတော့မလုပ်တော့ပါဘူးကျွန်တော်ပို့ရမှာဆိုသူဆက်ရှိရောက်မှာလုပ်မယ်ဒီဘက်က ASI ကိုမှာ512 8ကနေပြီးတော့2048 buffer size ပေါ့เนาะဒါ buffer size ကို10ကနေပြီးတော့2048ထိတင်လို့ရပါတယ်တော်တော်နည်းတဲ့အတိုင်းသာဒီ short လို့ရတယ်ဆိုပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ကတော့128လောက်မှာထားပါတယ် output မှာတော့ဒီမှာ analog 1 analog 2 USB 1 2တွေ့လဲ တိုးလျှော့တွေပါတယ်ဗျခုန US3 hub မှာအတန်ထွက်တဲ့ပစ္စည်းတွေလည်းချိန်လို့ရမယ်ထင်တာပဲကျွန်တော်တလုံးလောက်တော့စမ်းသုံးကြည့်ပါအောင်မယ်လက်ရှိကတော့ကျွန်တော်ကဒီများပစ္စည်းဖြစ်နေတဲ့အတွက်ပို့ခင် ဆန်းတာဒီမှာသူရှိမှလုတ်ဘက်ပါတယ်လုတ်ဘက်ပါတာကကျွန်တော် live streaming နေပါလေဆိုအရန်ကောင်းသွားပါတယ်ကိုဘက်က live တွေ့တဲ့အချိန်မှာကိုကားပြောတာအပြင်ကိုကိုကွန်ပျူတာဖွင့်ပြတဲ့အသံမျိုးပါသူကတစ်ဖက်ကကြားအောင်သူလုတ်ပေးနိုင်ပါတယ်လုတ်ဘက်ကလုတ်ဘက် function တွေကအများကြီးရှိပါတယ်ကျွန်တော်ဆိုရင်တော့အဓိက tutorial video တွေလုတ်တဲ့အခါမှာအသံဖမ်း software ကိုတစ်ခုကိုကျွန်တော်နမူနာအသံဖမ်းပြတာတို့အဲ့ဒီ plugin တွေစမ်းပြတာဆိုရိုးစောင်းကတ်နဲ့ဆိုရင်ကျွန်တော်ပြောတဲ့ဟာကိုပဲဖမ်းပါတယ်အသံဖမ်း software တွေကဟာကိုမဖမ်းပါဘူးဒီလို loopback function ပါတဲ့ကောင်တွေကတော့ကျွန်တော် တို့ကျွန်တော်ပြောတဲ့ဟာကိုလည်းဖမ်းပြီးတယ်ကျွန်တော်ရှင်းပြနေတဲ့ဟာကိုလည်းဖမ်းပြီးတယ်အတန်ဖမ်း software တွေကဖွင့်နေအတန်လေးတီးရတဲ့ဟာတွေကိုလည်းအကုန်လုံးကိုလည်းဖမ်းပြီးတယ်အဲ့တော့ဒီကောင်ကဈေးတင်းတင်းနဲ့ function တော်တော်စုံတဲ့ပစ္စည်းပါ sample rate ကတော့ကျွန်တော်အတန်ဖမ်း software ထဲမှာပြောင်းရမယ်ထင်ပါတယ်ဒီမှာတော့4.1ပဲပေါ်နေတယ်ဂျူဘေးရှိတယ်ဂျူဘေးရှိတဲ့ချက်ဖွင့်ကြည့်လိုက်မယ်ဂျူဘေးပါဂျူဘေးပါပေါ်လာပြီ ျွန်တော်ခဏအမှတ်မဖွင့်သေးဘူး device out က device setup ကိုရင်သွားကြည့်မယ်သူ default ASI ကို2 plus မှုဘာညာပေါ်နေတယ်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာ mini fuse ASI ကို driver လေးပေါ်လာပြီအဲ့ဒါကို switch လုပ်လိုက်ပြီ okay reset ဒါကျွန်တော်ဒီမှာ sound card ချိန်ပြီးသွားပြီ ESC connection တစ်ချက်စစ်ကြည့်ပါမယ်။ mini case ASI ကို driver လို့ပေါ်နေပြီး output မှာ main output left right ဆိုပြီးပေါ်ပါတယ်။ပြီးရင် input ကိုသွားမယ်။ input မှာ mic line instrument ဆိုပြီးတော့ stereo in studio left ဆိုပြီးတော့ပေါ်နေပါပြီ။အောက်မှာ line 3 line 4ပေါ်တယ်။ loopback left right ဆိုပြီးပေါ်တယ်။ဒီထဲမှာပါ loopback ကသုံးလို့ရပြီ။ okay အဲ့ဒါအရင်ကအရင်ဆုံး project လေးတစ်ခုလုပ်ကြည့်လိုက်မယ်။ new project okay အဲ့မဲ့ကျောင်းမှာပဲစေးလိုက်မယ်။ပြီးရင် project ရဲ့ setup ကိုသွားမယ်။ project setup မှာဒီမှာ48ပေါ်နေတယ်နေလိုက်မယ်ဒီမှာသူ96အထိရတယ်သူ base file က96ဒီပဲဖမ်းနိုင်လို့ပါ pro 2လို့ပါလို့ဆိုရင်192ဒီဖမ်းလို့ရပါတယ်ကျွန်တော် noabi standard အနေနဲ့48 24ပဲထားလိုက်မယ် okay နှိပ်လိုက်မယ် audio truck ခေါ်ကြည့်လိုက်မယ် mono ၄ line ခေါ်လိုက်ပါမယ် မိုနိုလေးလိုင်းပေါ်လာပြီဒီမှာပထမဆုံးလိုင်းက stereo left ဒုတိယလိုင်းက right ဟိုတော့ shape back ကိုထားလိုက်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ gain ထဲမှာဒီမှာနှစ်လိုင်းဖန်လို့ရပါတယ်တုံးတဲ့ဒီအတွက်ကိုသူ့ရဲ့ input 34မှာဆိုရင်ကျွန်တော်ဒီ device setup မှာ bus ကိုနှစ်ခုယူလိုက်တယ်နံပါတ်3လိုင်းကိုဒီမှာနှိပ်လိုက်မယ်ဒီဘက်က left studio ဆိုတာမှာ studio 2 left ဒီအောက်ဘက်ဟာကို studio 2 right input မှာ bus နှစ်ခုဖြည့်ပေးရတဲ့အတွက် studio in နှစ်ခုပေါ်သွားတာ studio in 1မှာ left right ရှိမယ် studio in 2မှာ left right ရှိမယ် studio in 1 left right ကဒီ song cut ရဲ့1 2ဖြစ်ပါတယ်ဒီမှာ1 2လို့ယူတာ တယ်။ Now အောက်က Studio in 2ရဲ့ left right ကတော့ဒီမှာ3နဲ့4ပါ input 3 4ဒါဆိုရင် Arturia Mini Q4 ကိုအကြမ်းမြင်းတော့တုံးတက်သွားကြမယ်ထင်ပါတယ်။ကျွန်တော်ကိုအားပေးတာအချိန်မောမီနိုင်ပါဘူး။ရှင်ကြီးကိုကိုဖုန်းကြီးပုတ်ကူကသူ့ကြီးကိုတရုတ်ကြီးလက်ဆောင်ွယ်ပေးတာပါ။အများအားအားပေးတဲ့အပြင်ကိုကျွန်တော်ကိုအများအားလက်ဆောင်တွေလည်းပြီးတန်ပေးပါတယ်။အရန်ချစ်ဖို့ကောင်းတဲ့ဖုန်းကြီးကျေးဇူးအထူးပါ။ကြည့်ပေးတဲ့မိတ်ဆွေများလည်းကျေးဇူးအထူးပါ။ဒီကောင်လေးကိုလိုချင်ရင်73သိန်းဝင်းကျင်နဲ့ကျွန်တော်ရှင်မှာဝယ်လို့ရပါတယ်။ဒါကတော့ Mini Q4 ပါ။ Mini Q2 ဆိုရင်9သိန်းပတ်ချလည်းနဲ့ဝယ်လို့ရပါတယ်။ mini 2ဆွမ်းဆိုရင်တော့1 in 2တော့ပဲ9သိန်းကျော်လေးပဲရှိပါတယ်။အာမခံအားလုံးတစ်နှစ်ပါပါမယ်။ခုလက်ဆောင်ထည့်ပေးတဲ့ plan လေးပါပါမယ်။တခြားလိုအပ်တဲ့ plan တွေရှိရင်လည်းကျွန်တော်ပူညီပေးပါတယ်။ကျွန်တော်မှရှိတာဖြစ်တယ်။အားပေးတဲ့မိတ်ဆွေများရောကြီးစုပေးတဲ့မိတ်ဆွေများရောကျေးဇူးတင်ပါတယ်။ဒီပစ္စည်းကိုလိုအပ်တဲ့ဆိုရင်ကျွန်တော်စီမံဝယ်လို့ရသလိုဝေစီယန်ဒါလန်၊ဒီတာယာမီပွိုင်းနဲ့ရန်နာလန်မီပွိုင်းကြားမှာရှိတဲ့ Yamaha showroom မှာလည်းဝယ်လို့ရပါတယ်။ Yamaha Music, Yamaha ကုမ္ပဏီရဲ့အာမခံတစ်နှစ်ပါပါမယ်။ပစ္စည်းမှန် ဈေးနှုန်းမှန်ပါကင်အသစ်ဆက်ဆက်တွေကိုဝယ်ယူအားပေးနိုင်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်